ဟုတ်တယ်တကယ်လေးပြင်မှာကိုကအခြေရင်းနဲ့ပတ်တိုင်အကြံပေးပဲအမားတို့အကြံလိုချင်ပြောတော့အာဘုတ်ငွေစင်းနေအတွေးပြက်ပြီဆိုရင်ကိုကတစ်ချိန်လုံးရှိပြီလားတကယ်စကားရှိပြီလားတကယ်ဟိုဘလို့ပြောလို့ဆိုမကောင်းတဲ့လူနာကိုပြန်မသွားစေချင်ဘူးအကြံကိုကအနားမှာဘာဖြစ်နေမိရှိရဲ့မိရှိရဲ့ဆိုတာကြီးပဲအဲ့ငါးနှစ်နာရီသုံးနာရီလည်းမအိပ်ဘူးအကြံပေးရအာဖုန်းဆက်ရရဲ့ပြန်မပါဝမ်းရပြီအမို့ तू ကအဲတောက်ချပြန်မိုင်းလာမဆက်တော့နဲ့တကယ်အိတ်တွဲကလာမှာမလားမပြောနဲ့ ကျက်တော့မှလာခေါ်အဲ့လိုမျိုးတကယ်ရှိမှအဲ့လိုကုညီပေးခဲ့ရရှိတယ်တငယ်စင်းနေတယ်မှာပေါ့နော်ဟုတ်အချင်းဆက်မလိုက်ဆိုခိုးရတော့အချင်းကအချင်းကိုကြီးပဲခံမဟုတ်အဲ့ဒါလို့ဟိုတကယ်တော့အကြံပေးတဲ့နေရာမှာလူတွေဆရာကြီးတော့ကိုယ်တိုင်ဆိုင်ကိုကြီးပဲထန်ရတာတော့ဟာဟာအဲ့လိုပေါ့အကြံပေးတဲ့နေရာမှာပရိုလက်တွေ့မှာတော့တကယ်ဟိုဂျူနီယာလေးပေါ့ဟုတ်အဲ့လိုပြောရမလားအေးနောက်ပိုင်းကိုကြီးပလေးစင်တော့ကိုယ်ပလေးလေးဟုတ် ပလီးစားကိုကြံတော့ကြံကျင်နေပြီအဲတရားပြောပါရဲ့ချီးပေးမေးမှာပါတန်သစ္စာဖြစ်တာစီရင်စီရဲဇလန်းတွဲမှာပေါ့နော်အမြအရှိနေမှာလေးမေးရီဆိုရဲကာရက်တာလေးကနေပါဝင်ထားပါတယ်ရှင်ပိုင်ကရာကြောင့်မေးမလားဒါပေါ့ကငါ့ကိုစိတ်ညစ်အောင်လုပ်နေတာပိုင်ကရာလူတွေပဲရှိတယ် ဟုတ်ဒီအဓိကတော့ဒီ character ကစကားတိုင်းပေါ့နော်ဥမာရွာသူဆိုလဲရွာသူနဲ့တူမဲ့ဟာလေးပေါ့နော်ရှင့်နေဆိုလဲရှင့်နေနဲ့တူမဲ့အပြင်စင်တွေကဒီ writer အသေးချာလေးသူကသေချာလေးပြောပြချင်ရတော့အဲ့အတွက်သေချာလေးကိုပြင်ဆင်ထားပါတယ်ဒီကားအတွက်ကလေဟုတ်အဲ့ပိုင်ကရလူလေးနော်မျက်စိကိုတိတိရဲ့နဲ့လာလာစွာနေတာနည်းနည်းနော်မျက်နှာပြောင်တိုက်တာတော့မဟုတ်ဘူးဒီတစ်ခေါက်ကတော့ဘသူတွေကညို့လာပြီးအာယုံနောက်ပြန်ပြီလေ ဟုတ်အဲဒီကားထဲမှာဆိုရင်မိကဒီကိုအေးချမ်းမောင်ရဲ့မတ်ရွှေသမီးရဲ့ပေါ့နော်အဲနောက်ဒီ TDM ဆရာဆိုရင်ကိုကိုင်တို့အဲသူတို့ကိုဆောင်ရတယ်ဆိုတော့ကိုစီနီယာရင်းနဲ့ဆောင်တဲ့ဆင်းနေဆိုလဲကိုကတေချာဟိုသူတို့ဆရာဟိုအတို့စီရတင်တင်ကြပေးခိုင်းနေပေါ့နော်အမမျိုးတခုဆိုလိုရာလေးရှိတယ်ပြောတော့ဗာညာရဲ့အဲ့လိုမျိုးလေးပေါ့ဟုတ်မဖြစ်ဘူးနော်ညစံနိုင်လိုက်ရောရင်လိုက်ရောလို့ရတယ်အဲ့ဒါတော့မဖြစ်ဘူးဟုတ်ရင်နေပိုင်ဆိုင်မှုဆိုတာလက်စုပ်လက်ကင်ပြလို့မရပဲဖြစ်သွားလိမ့်မယ် ကိုကြီးနဲ့ဆုံနေဆင်းဆိုလဲတခါကျရင်ကိုကိုကကျတခါကျရင်နည်းနည်းစိတ်ပူတဲ့တဲ့ထဲမှာပါတယ်ပေါ့နော်ပြီးတော့ကိုနဲ့တျုပ်ဆောင်နေကိုဆောင်နေအဲ့လိုနှောက်ရက်ဖြစ်မှာရမ်းကြောက်တယ်အကူရကျတော့ကိုနဲ့တယုံနေနေဖြစ်တော့တခုဆိုရင်ညီမလေးလုံးဝ relax ဘာဖြူဘာဖြူအဲ့လိုမျိုးပေါ့နော်ကိုလူအချင်းချင်းတျုပ်ဆောင်ကတော့ဟို pressure တော့ရမ်းတော့မရှိဘူးပေါ့လေဟုတ်ငါစေသာနဲ့ပြောတာပါနင်က AC သမားဟိုကအလကားရမယ်ဆိုရင်ရေအောင်တင်မဲ့သူမျိုးတွေအဲ့လိုလူမျိုးကြီးကြောင့်ငါတကယ်ချင်းလေးစိတ်ဆင်းရတာငါမမြင်ချင်းဘူး ဇလန်းတွဲထဲမှာဒီကားဆိုရင်အဲအခုဆိုင်ပူးပြရဇလန်းတွဲကိုဆက်နေတွဲမြောက်မှာဒါဟိုလောက်ဖြစ်မယ်ဆိုရင်ကိုရဲမြောက်လောက်တော့ဖြစ်ပဲရှင်ဟုတ်။ဒါပြင်မလို့တင်တယ်ဒါတော့ပောက်သွားတဲ့ဆင်းလေးလေးအဲ့လေးကပို့ပြီးတော့တိသွားတယ်ပြီးတော့ဒီမနစ်ကားထဲဒီနှစ်မှာလဲကားလေးရပို့စိတ်လာတယ်ကာရက်တာလေးရလဲပို့ပြီးတော့ရလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ပေါ့နော်အဲ့အတွက်လဲဒီကျေးဇူးများကြီးတင်ပါတယ်လို့ဟုတ်။ဆွေးဆောင်မှုရှိရနဲ့မရှိရနဲ့မဆိုင်ဘူးခ။ဟိုကနင်းဖြစ်နေလို့မကြိုက်တာ။ဘာဖြစ်နေလို့လဲ။ တကယ်မထင်တော့ဘူးတိလားအိတ်စင်ရလေအဲမထမေအိတ်စင်ရတကယ်ကြီးလေရိုက်တဲ့အချိန်မှာလေတရားပောက်မယ်လို့မထင်ထားတဲ့စင်တကယ်ကိုပောက်သွားတာတကယ်အိုင်းနဲ့ပြောဆပလိုက်တာအာရန်လေဖဲ့တာတကယ်ချင်းဘက်ကမဟုတ်ဘက်ကနေချစ်နေတဲ့လူကိုမောမောင်လုပ်ဖို့ခတ်တယ်လို့မချစ်ပါဘူးလို့ပြောနေတဲ့လူနဲ့တင်းချောင်လုပ်လို့မရဘူး ဟုတ်ဒီစတလန်တွေတွေ့တွေ့နဲ့တွေ့တွေ့နဲ့မတူဘောเนาะဒီငါပြင်မဆိုလေးပြီးမထင်ထားတဲ့စတန်လော့လေးကပောက်သွားတယ်ဘောเนาะအဲ့မှာလဲပိုတိသွားကြတယ်ဒီ TikTok မှာဆိုပိုတိသွားကြတာဘောเนาะဆိုတော့အဲဒီနောက်ပိုင်းဟာတွေလည်းပြီးအကောင်းဆုံးပို့ပို့ပြီးတော့ကြိုးစားထားပါတယ်လို့ဟုတ်ဟုတ်တယ်တကယ်လေးပြင်မကွာအခြေရင်းနဲ့ပတ်သက်အကြံပေးပဲအမတို့အကြံလိုချင်ပြောတော့အာဘုတ်ပငယ်စင်းနေအတွေ့ပြက်ပြီဆိုတော့ကွာတစ်ချိန်လုံးရှိပြီလားတကယ်စကေးရှိပြီလားတကယ် ဟိုဘလို့ပြောလို့ဆိုမကောင်းတဲ့လူနာကိုပြန်မသွားစေချင်ဘူးအဲ့ကျန်ကိုကအနားမှာဘာဖြစ်နေမိရှိရမိရှိရဆိုတာကြီးပဲအဲ့ငါ2နှစ်3နှစ်တည်းလည်းမအိပ်ဘူးကြံပြရအာဖုန်းဆက်ရရပြန်မပါဝင်ရပြီအမို့သူကအဲတောက်ချာပြန်မိုင်လာမဆက်သွင်းနေတကယ်အဲ့တွဲကလာမှာဘာမှပြောနဲ့ကျက်တော့မှလာခေါ်အဲ့လိုမျိုးတကယ်ရှိမှအဲ့လိုကုညီပေးခဲ့ရတာရှိတယ်တငယ်ချင်းနေတယ်မှာပေါ့နော်ဟုတ်အော်ချေးဆက်မလို့ဆိုကိုယ်ကအချေးကအချေးကိုကြီးပဲခဲ့မောအဲ့ဒါလေဘာပို့အတကယ်နော် အကြံပေးတဲ့ညမှာလူတွေဆရာကြီးတော့ကိုယ်တိုင်ဆိုင်ကိုကြီးပဲထန်ရတာတော့ဟာဟာအဲ့လိုပေါ့အကြံပေးတဲ့ညမှာ pro လက်တွေ့မှာတော့တကယ်ဟိုဟာ junior လေးပေါ့ဟုတ်အဲ့လိုပြောရမလားအေးနောက်ပိုင်းကိုကြီးပလေးစင်တော့ကိုယ်ပလေးလေးဟုတ်ပလေးစင်တော့ကြံတော့ကြံကျင်နေပြီအဲတကယ်ပြောပါရဲ့ချီကြီးပဲမေးမှာပါမဟုတ်ချင်နေပြီ အန်ဒီကားလေးကမိသားစုစကားလေးပေါ့နော်ဒီမိသားစုထဲမှာဖြစ်နေဖြစ်ခြားရှိရဲ့အတ္တတွေမာနတွေလွန်ဆွေးနေတဲ့ကားလေးလေးဖြစ်တယ်ပေါ့နော်အဲဒီကားလေးကိုကြည့်ပြီးတဲ့အချိန်ကျရင်လည်းအဲဒီအတ္တတရားလေးညွှန်ပါမယ် message ပို့လေးဖြစ်တယ်ပေါ့ရှင်ဟုတ်ဟုတ်တယ်ရှင်းနေမှလေးအလိုပေါ့ဝင်ပြီးတော့ဒီကားမှာတော့အေးအေးဆေးဆေးပါပဲမိရဲ့ character ကတော့နောက်ကားတွေရောနည်းနည်းစိုးမယ်နော်နောက်နှစ်ကားတွေရောသူပြောတာလားဟုတ်မုန်းပါနော်ဟုတ်ပါဟုတ် ဟုတ်ဒီပေါ့နော်တစ္ဆာဖြစ်တာစီရင်စည်းဆိုတဲ့ဇလန်တွေဟိုမဟာ application ကနေပြီးရောအပတ်စဉ်တနင်္လာနေ့ကနေတောက်စာနေ့ထိရောမနက်9:00နာရီမှာစတင်ပြသနေပြီဖြစ်ပါရဲ့ရှင်။